တနင်္လာရီတိုင်းရေဖြူမျိုးနယ်မှာနယ်မြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီအင်အား30ခန့်ကိုတော်လရေးပူးပေါင်းတပ်ဖွဲ့တွေကလက်ဦးမှုရယူပြီးတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးထက်မနည်းသေဆုံးပြီး73ဦးခန့်ဒဏ်ရာရခဲ့တယ်လို့ဒေါနစစ်ကြောင်းတုံး KBDF ကဒီနေ့ထုတ်ပြန်ပါတယ်။မင်းသားကျွေးရအုပ်စုစေစေကျွေးရမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတိုက်ခိုက်ဖို့သွားစဉ်နယ်မြေရှင်းလင်းရေးထွက်လာတဲ့စစ်ကောင်စီအင်အား30ခန့်နဲ့ဇွန်လ2ရက်နေ့မနက်၈နာရီခန့်မှာထိတ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲ့ရာ လက်ဦးမှုရယူပြစ်ခတ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား6ဦးထက်မနည်းသေဆုံးပြီး73ဦးခန့်ဒဏ်ရာရခဲ့တဲ့အပြင်စစ်ကောင်စီတပ်သားတွေတနက်တောင်မဖောက်နိုင်ပဲဂစင်ကလေးယာထွက်ပြေးသွားတယ်လို့ဆိုပါတယ်။ထိတွေ့တိုက်ပွဲဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးစစ်စဲကျွေးရအတွင်းမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုလည်း60မမလက်နက်ကြီး9လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့စစ်ကောင်စီတပ်သားတွေရဲ့ထိခိုက်သေဆုံးမှုကိုအသေးစိတ်မသိရကြောင်းလည်းဖော်ပြထားပါတယ်။ အဆိုပါစစ်စင်ရေးကိုဒေါနာစစ်ကြောင်း3 KBDF LPF ဒေါနာစစ်ကြောင်း2 YGF MSRF MNSBAD RMA နဲ့ NAN Entity Coach လေ့ကျင့်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စီရေးချင်းနဲ့ဆက်လက်တင်းမနေဆဲဖြစ်ပြီးတိုက်ပွဲအချိန်မီရွေးဖြစ်ပွားနိုင်တာကြောင့်စစ်ပေးရှောင်နေရတဲ့ရွာသားတွေအနေနဲ့ရွာထဲသို့မကြာခဏဝင်ရောက်သွားလာခြင်းတွေကိုရှောင်ကျဉ်ပေးကြဖို့ မြေတရရခန့်ကြောင်းဒေါနာစစ်ကြောင်းတုံး KBDF ကတတိပေးထုတ်ပြန်ထားပါဗျ